မင်္ဂလာပါရှင်။ဘာမကိတဲ့တရင်ဌာနမှကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ16ရက်မနက်ပိုင်းတရင်များကိုအစီအခံတင်ဆက်ပေးပါရမရှင်။ပထမဆုံးတရင်အနေနဲ့နတိုးကြီးမြို့ပေါ်တွင်အရက်ထဝဲသည့်စစ်သား2ဦးကိုအနီးကပ်ပစ်ခတ်တိုက်ခိုက်မှု2ဦးစလုံးသေဆုံးပြီးတနက်နက်လက်သိရှိရရှိဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။ နက်လေးတိုင်းနထိုကြီးမြို့ပေါ်တွင်အရွက်ထွက်ဝဲသည့်စစ်သားနှုတ်ကိုအနည်းငယ်ပြက်ခတ်တိုက်ခိုက်ရာနှစ်ဦးစလုံးသေဆုံးပြီးတနက်နက်လက်သိမ်းဆည်းရရှိခဲ့ကြောင်းနထိုကြီးမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းသူပြောဆိုသည်ဧရန်လ15ရက်နေ့နနက်9:30မိနစ်ခန့်တွင်နထိုကြီးမြို့ပေါ်၌အရွက်ထွက်ဝဲသည့်စစ်ကောင်စီတပ်သားနှုတ်ကိုနထိုကြီးမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့မှတွန်လင်းရဲဘော်နှုတ်ကပစ်စတုံနှစ်လက်ဖြင့်ဝင်ရောက်ပြက်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရှင်းတိုက်ခိုက်မှုအတွင်ကျန်းဘက် စစ်ကောင်စီတပ်သားနှစ်ဦးစလုံးနေရရင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး MA11 နှစ်လက်ကြီပေါက်အုံမှ 5.56G 85ရောင်ကိုတင်စီရရှိခဲ့ကြောင်းသိရှိရသည်။ အရထွက်ဝဲတဲ့ဆေးခွေးနှကောင်ကိုကျွန်တော်တို့ရဲဘော်နှအိုးကပြစ်စတုနဲ့အနီးကပ်ဝင်ပြက်တာခွေးနှကောင်လုံးသိမ်းပြီးတနက်နှစ်လက်သိမ်းဆီရရှိခဲ့ပါတယ်ရဲဘော်တွေအထီးကိမ်းရှိပြန်လေဆုတ်ခွာနိုင်ခဲ့တယ်ဟုနရိုးကြီးမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုသည်အစံဖန်းစက်ကောင်စီတပ်ကအပြစ်ခတ်ရစေးကြီးညာထားတော်လဲနရိုးကြီးမြို့နယ်တွင်ရှိကြီးရွာများနဲ့ဘာသာရေးအဆောက်အအုံများကိုအုတ်တရွေလေရင်ဖြင်းတော်၎င်းစက်တက်လေရီဖြင်းတော်၎င်းဟာဝဲစာဖြင်းတော်၎င်းနေစဉ်ပြစ်ခတ်ပုံကျဲတိုက်ခိုက်လဲရှိသောကြောင့်ပြည်သူများအနေဖြင့် တရီပြုတ်နေထိုင်ရနေထိုးကြီးမြို့နယ်ပြည်သူ့ကောင်ရဲ့အဖွဲ့ကတိပေးပြောဆိုထားတဲ့မြမနဲ့တကူတင်းချံကာလာရင် ပြည်သူအလုံးပီရနေကင်ဝေးရေးစိတ်ချမ်းသာစွာနေထိုင်နိုင်ကြပါစေကြောင်းဆုတောင်းမေတ္တာပို့သသည်ဟုနေထိုးကြီးမြို့နယ်ပြည်သူ့ကောင်ရဲ့အဖွဲ့မှတာဝန်ရှိသူတို့ကဆက်လက်ပြောဆိုသည်ရှိခိုးတကမင်းလာမြို့နယ် PDF တရင်များကိုလိုက်လံစုံစမ်းနေသည့်လက်နက်ကင်ပြူစောတီလင်းများကိုပြက်ခတ်တိုက်ခိုက်မှုတဦးသိဆုံးဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းမင်လာမြို့နယ်တွင် PDF တရင်များကိုလိုက်လံစုံစမ်းနေသည့်လက်နက်ကင်ပြူစောထီလင်းများကိုပြစ်ခတ်တိုက်ခိုက်ရာတဦးသေးဆုံးခဲ့ကြောင်းတရားရီခိုင်တရင်383ညနှင့်မှတောင်းရှိသူတို့ကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည့်ဧပြီလ23ရက်နေ့ည9:30မိနစ်ခန့်တွင်မင်လာမြို့နယ်ပန်းမွေကုန်းကျေးရွာတွင်နေထိုင်သောလက်နက်ကင်ပြူစောထီထွန်းနှဝင်းကိုတရားရီခိုင်တရင်383ညနှင့်တက်ခွဲနေမှာတော်လိုင်းရဲဘော်များက၎င်းအနေအတွင်ဝင်ရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ရ ရှင်းတိုက်ခိုင်မှုတွင်ပြူစောတီတွန်းနှွန်ဝင်သည်နေအနောက်ဘက်မှခုံချထွက်ပြေးသွားပြီးတော်လန်ရဲဘော်များကိုအကြမ်းဖက်စစ်တပ်ကထုတ်ပေးထားသောတနက်ဖြင့်ပြန်လည်ပစ်ခတ်ကောင်းထွက်ပြေးသွားသည်၎င်း၏စနီးဖြစ်သူကလက်ပစ်ပုံးဖြင့်ပြန်လည်တိုက်ခိုက်ရန်ပြုလုပ်စဉ်တနက်ဖြင့်၃ချက်ပစ်ခတ်ခဲ့ရာနေရင်ပွဲချင်းမိတိဆုံးငယ်ကြောင်းသိရှိရသည်တိဆုံးသောသောပြူစောတီတွန်းနှွန်ဝင်နှင့်စနီးဖြစ်သူစောက်သည်ပြူစောတီတနန်းစင်များဖြစ်ပြီးတော်လန်ရဲဘော်များ၏အချက်လက်များကိုအကြမ်းဖက်စစ်တပ်တန်းတရင်ပေးဖမ်းဆီးခိုင်းခြင်းထို့ပြင်စစ်တပ်ကိုမမ မန်မကန်တဲ့ရင်ပေကပြည်သူများကိုဖမ်းဆီးခိုင်းခြင်းများလှုံ့ဆော်နေသူများဖြစ်ကြောင်းသိရှိရသည်။ ဒီစော်ရီတနုံဝင်းကသူ့အိမ်ထဲကိုဝင်လာတဲ့ကျွန်တော်တို့ရဲဘော်တွေကိုမြင်ရောနောက်ဘေးပေါက်ကနေထွက်ပြေးတယ်။အိမ်နောက်ဘေးပေါက်ရောက်တော့တပင်းအကွဲကနေစစ်ခွေးတွေပေးထားတဲ့တနန်းနဲ့ကျွန်တော်တို့ရဲဘော်တွေကိုပြန်ပြေးပြီးထွက်ပြေးပါတယ်။တနုံဝင်းမိန်းမကလည်းကျွန်တော်တို့ရဲဘော်တွေကိုလက်ပစ်ပုံးနဲ့တိုက်ခိုက်ဖို့စနက်တန်ဖြုတ်ဖို့လုံနေတာမြင်လို့တနန်းနဲ့ခေါင်းကိုသုံးချက်ပြစ်ပြီးရှင်းလိုက်ပါတယ်။အရင်ကသူတို့အလင်းမယားတွေကစစ်ခွေးတရင်ပေးလို့လို့တခြား PDF အဖွဲ့ကတရီပေးဖန်စီပြီးပြန်လွှတ်ပေးထားတာအခုနောက်ပိုင်းကျတာမန်ပြည်သူတွေကိုပါမမှန်မကန်တရင်ပေးပြီးစစ် ခွေတွေကိုဖမ်းဆီးခိုင်းနေတာတွေထပ်လုပ်လာတဲ့အပြင် PDF တရင်တွေစစ်ခွေးစီစုံစမ်းပို့ဆောင်လာလို့ဆက်ထားရင်အလုံးအတွက်ဒုက္ခပေးမှမို့အရေးယူရတာပါဟုတော်ရရီခိုင်တရင်383ညနဲ့မှတောင်းရှိသူတို့ကပြောဆိုသည် ဆက်လက်၍လည်းပြည်သူများနဲ့တုံလင်းတက်ဖွဲ့များကိုဒုက္ခပေးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့အကြမ်းဖက်စစ်ကောင်စီတောက်တိုင်များကိုအချိန်မြင့်တိုက်ခိုက်သွားမည်ဖြစ်သောကြောင့်ပြည်သူများအနေဖြင့်၎င်းတို့အနီးသွာလာနေထိုင်ခြင်းမပြုလုပ်ကြရန်ကာယရီခိုင်တိုင်383နှစ်ကတိပေးပြောဆိုထားသည်ဆလဘီငလင်ဘီနဲ့ရင်ဆိုင်နေရချင်းပြည်သူကိုအကြမ်းဖက်တိုက်ခိုက်နေလို့ပြက်သားစွာအေးအေးယူပေးဖို့ကုလကိုတောင်းဆိုဆွဲတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ တဘာဝဘီနဲ့ရင်ဆိုင်နေရချိန်မှာတော့ပြည်သူတွေကိုအကြမ်းဖက်တိုက်ခိုက်နေတဲ့အာဏာသိမ်းစစ်ကောင်စီကိုပြက်သားစာရေးယူပေးဖို့ကုလရဲ့မြန်မာတပ်မကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပါတယ်။စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကိုပြက်ပြက်သားသားရေးယူပေးဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်တန်မြန်မာတပ်မကြီးဦးကျော်မိုးထွန်းကဧပြီလ14ရက်နေ့ကစာပေးဖို့တောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ အနာသိန်းစစ်တပ်ကြောင့်လူ6000ကျော်သေဆုံးခဲ့ပြီးဖမ်းဆီးနှိပ်စက်ညှဉ်းပန်းခံရသူ2800ကျော်ရှိကနေရွှွန်ခွာထွက်ပြေးနေရတဲ့ပြည်သူ3000ကျော်ရှိနေတယ်လို့ဆိုပါရယ်နိုင်ငံတော်အစဉ်ကျင်းမဲ့လေးချောင်းတိုက်ခိုက်မှုတွေနေအိမ်တွေကိုမီးရှို့တာအပါအဝင်ရက်စက်ကြမ်းကြုံမှုတွေဇတိုက်ကျူးလွန်နေတယ်လို့လည်းတန်မှန်ကြီးကတီးပေးပြောဆိုပါရယ်စစ်ကောင်စီကိုငွေကြေးစီစဉ်မှုလည်းနဲ့ရောင်းချမှုလေရင်စီရောင်းချမှုအပါအဝင်စစ်ကောင်စီကိုထောက်ပံ့မှုအလုံးရက်ဆိုင်ဖို့လည်းတောင်းဆိုလိုက်ပါရယ် ဆလဘီရာရီပြည့်ခတ်ရစေဟန်ပြကျင်းညာပြီးတိုက်ခိုက်မှုများနေစဉ်လုံနေရေးစစ်ကောင်စီကိုစောင့်ကြည့်ပြီးနိုင်ငံတကာရန်နှစ်ယောက်တခုတူတောင်ရဲ့လူအမျိုး NUG ပြောအပြည့်ရဲ့ကျင်းညာပြီးနောက်စစ်တိတ်လေးချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ64ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အကြံပေးဆက်ကောင်းစီအားဟန်ပြရာရဲ့အပြစ်ခက်ရက်စဲကျင်းညာပြီးတိုက်ခိုက်မှုများနေစဉ်လုံနေ၍စစ်တပ်ကိုစောင့်ကြည့်ပြီးနိုင်ငံတကာရန်တရားတစ်ခုထူထောင်ရန်လိုအပ်မည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုန်လက်ကပြောဆိုသည် ရှနစ်ထုတ်ပြန်သည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းရှင်မြင်းဆောင်2025ဆီစဉ်တွင်ဦးနေဖုံးလကအထပ်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည့်အချမ်းဘတ်စစ်တပ်ကဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့အထိရာယီပြစ်ခတ်ရစေးရေးကြီးညာထားတော်လေးနေစဉ်တိုက်ခိုက်မှုများလေကြောင်းတိုက်ခိုက်မှုများစစ်ကြောင်းထုတ်မှုများကျူးလွန်နေကြောင်း စစ်တပ်၏တိုက်ခိုက်မှုများကြောင့်ဧပြီလ3ရက်နေ့မှဧပြီလ13ရက်နေ့ထိပြည်သူ64ဦးသေဆုံးခဲ့ရကြောင်း၎င်းကရှင်းပြသည်အစံဘတ်စစ်တပ်ကဧပြီလ2ရက်နေ့မှရာယီအပြစ်ခတ်ရက်စဲကြောင်းကိုဟန်ပြကြေညာခဲ့ပြီးနောက်ပိုင်းမှာ Jet Fighter, Paramotor နဲ့ Drone တွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်ပြုလုပ်ခဲ့သလိုလက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနေ့စဉ်ရက်စက်ပြုလုပ်ခဲ့ပါတယ်အချက်အလက်တွေအရဧပြီလ3ရက်နေ့ကနေဧပြီလ13ရက်နေ့အထိတိုင်းနယ်ပြည်နယ်စစ်နယ်ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိ ှိခဲ့ပြီးအရိပစ်စင်တွေမှာပြည်သူ64ဦးသေဆုံးခဲ့ရက83ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။သေဆုံးသူတွေထဲမှာတန်ငါတော်တွေ၊ကိုရင်တွေ၊ကလင်းငယ်တွေ၊တက်ကြီးရွယ်ဦးတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။အဆိုပါလေးချောင်းတိုက်ခိုက်မှုတွေကြောင့်လူနေအင်ဂျီ64လုံး၊စာသင်ကျောင်းလေးချောင်းနဲ့ဘုံကြီးချောင်း၃ချောင်း၊ခရီးရန်ပြားချောင်း၁ချောင်းတို့ပျက်စီးဆုံးရှုံးခဲ့ပါတယ်ဟုဖုန်းလက်ကရှင်းပြသည်။ထို့ကြောင့်စစ်ကောင်စီရဲ့ပြစ်ခတ်ရဲစဲရဲကိုစောင့်ကြည့်မိနိုင်ငံတကာရန်ရည်ရတခုထူထောင်ရန်အရေးကြီးကြောင်း၎င်းကဆိုသည်။ ဒီလိုလေးကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့သလိုမြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းရှိနေကြတာဖြစ်ပါတယ်။ဒါကြောင့်ထိုးစစ်ရဲစဲထားတဲ့ကာလတွေမှာအကြမ်းဖက်ဆဲအုပ်စုကအခုလိုလေးကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရန်ရာတစ်ခုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းသတင်းစကားပေးလိုပါတယ်ဦးနေဖုံလက်ကရှင်းပြသည်။ရှနေရင်လည်းစစ်တပ်ကအကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ဂျုံတို့မြို့ကန်နီပုံကြီးကျောင်းကိုလေရင်ဖြင့် ုံကျဲခဲ့တဲ့ဖြင့်ပြည်သူ6ဦးသေဆုံးပြီးတန်ဃာတော်၄ပါးပါဝင်ပြည်သူ20ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ယခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မန္တလေးမှာမိုးသည်တန်စွာရွာသွန်းလို့ငလျင်တန်တိတိုက်တလုံးပြိုကျမန္တလေးနဲ့စကိုင်းမှာမိုးရွာရေကြီးလို့ငလျင်ပေးတန်တင်သူတွေအခက်တွေ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးမြို့မှာရမန်နေ့ဧပြီလ15ရက်ညနေပိုင်းမိုးတဲထန်စွာရွာသွန်းခဲ့ပြီး26လမ်းလမ်း80နဲ့82လမ်းကြားကငလျင်တန်းထိထားတဲ့သုံးထပ်ခွဲတိုက်တလုံးပြိုကျခဲ့ပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်အဆောက်အုံထိခိုက်ကတိမ်းဆောင်းနေတဲ့26လမ်းနဲ့လမ်း80 82လမ်းကြားကစတိုးဆိုင်ဖွင့်ထားတဲ့သုံးထပ်ခွဲတိုက်မိုးရွာချိန်ပြိုကျသွားတာဖြစ်ပြီးလူသူ ထိခိုက်တာတော့မရှိဘူးလို့မြို့ကန်တွေကဆိုပါတယ်။ ဒါအပြင်မိုးတဲ့တန်လို့လမ်းပေါ်ရေရှမ်းကသွားလာရေးအခက်တွေ့နေရတယ်လို့ငလျင်ဘေးတင်လို့နေထိုင်စရာအိမ်မရှိတော့ပဲငလျင်ရှောင်းစကန်တွေမှာနေထိုင်ရသူတွေလည်းနေထိုင်ရေးအခက်တွေ့နေရတယ်လို့ဆိုပါရယ် ဒုက္ခရောက်တဲ့မိုးရေတွေလည်းဝင်လို့မိုးချိုတွေကပြစ်လေတွေကတိုက်မိုးကသဲလို့ငလျင်ရှောင်းစကန်တစ်ခုမှာယာယီခိုလုံးနေသူတို့ကပြောပါရယ်အမရပူရာနဲ့ဇဂိုင်းမှာလည်းမိုးသဲတန်စွာရာသွန်းခဲ့ပြီးငလျင်ပေးတဲ့သူတွေပုံမဒုက္ခရောက်နေကြတယ်လို့ဆိုပါရယ်တချိန်ထဲမှာပဲဒီကနေ့တကြံအကြံနေမန္တလေးမြို့မှာတကြံရေဘက်ထွက်ခန်းသူလဲဘက်သူတွေလည်းရှိပြီးမြို့ပေါ်ကအရက်ပီယာဆိုင်တွေမှာလည်းလူစီကားနေတယ်လို့မြို့ခံတွေကပြောပါရယ် ဘားတွေဆိုင်တွေမှာတော့လူတွေကစီကားလို့တကယ်ကိုကဘာနှစ်ခုလိုပဲလို့မြို့ကန်တူကဆိုပါရယ်မက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင်မန္တလေးနဲ့စကိုင်းမှာလူ3000ဝန်းကျင်သေဆုံးခဲ့ပြီးပျောက်ဆုံးနေသူနဲ့အဆောက်အုံတွေအောက်ပိတ်မိနေသူသေဆုံးသူလည်းရာနဲ့ချီကျန်ရှိနေကအိုးအိမ်အဆောက်အုံများပြပျက်စီးခဲ့ရပါတယ်မန္တလေးနဲ့စကိုင်းကငလင်းပေးတဲ့သူတွေဟာစေအုပ်စုကစီစဉ်ပေးတဲ့ငလင်းကယ်ဆယ်ရေးစခန်းနဲ့နီးစပ်ရာနေရာတွေမှာရှားရီခိုးလုံးနေထိုင်ကြတာဖြစ်ပါတယ်